မင်္ဂလာနှစ်သစ်ပါခင်ဗျာ ARE ကအပတ်စဉ်တင်ဆက်နေတဲ့ Daytime ARE အစီအစဉ်ပါဒီတစ်ပတ်ကျွန်တော်တို့ ARE ဝိုင်းတော်သားတွေနဲ့အတူ2016ရဲ့နိုင်ငံရေးအခြေအနေစီးပွားရေးအခြေအနေ နောက်တစ်ခုကတိုင်းရင်းသားရေးရံနဲ့ပြည်တွင်းချင်းချင်းကိစ္စတွေမှာဘလို့အလားအလာတွေဖြစ်ပေါ်လာနိုင်တယ်လဲနောက်ဆုံးတစ်ခုအနေနဲ့ပြီးခဲ့တဲ့9နှစ်တာကာလအတွင်းမှာကျွန်တော်တို့မြန်မာနိုင်ငံအတွက်ရုပ်ဆိုးစေခဲ့တဲ့ဘာသာရေးကိုခုလုံးလုပ်ပြီး နိုင်ငံရေးအတွက်အတုံးချခဲ့တာတွေရော2016ခုနှစ်ကာလမှာပြန်လည်ဖြစ်ပေါ်လာစေမလားဆိုတာကိုကျွန်တော်ဖိတ်ခေါ်ထားတဲ့အရာတွေဘိုင်းတော်သားတွေဖြစ်တဲ့မကျော်စုမောနောက်တူက ကိုထန်နိုင်စော ကိုလဝီဝံနဲ့ကိုတာလွန်ဆောင်ထက်တို့ကကျွန်တော်နဲ့အတူဝင်ရောက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ကျွန်တော်ကအရာရီအင်္ဂလိပ်ပိုင်းအက်ဒီတာကျော်စောမို့ပါအမှားဆုံးအနေနဲ့ကိုတာလွန်ဆောင်ထက်ရေဒီ2016မှာ လူတွေအားလုံးသိလို့ကြတော့ညှော်နေနေတာကတော့အစိုးရတက်တက်လာမှာပေါ့နော်ဆိုတော့နိုင်ငံရေးအရကြည့်မယ်ဆိုရင်သိဝင်ကြကြရအများကြီးဖြစ်လာနိုင်တယ်ဒါပေမဲ့အခုတည်းကမေခွန်းထုတ်နေတာလည်းပဲ constitution ရဲ့တာမစ်ခံထားတဲ့ဒေါ်ဆန်းစုကြည်တမ္ပဏအမြန်ဖြစ်လာမလားဆိုတဲ့မေခွန်းကမရှိဘူးဘလို့မျိုးအကျဉ်းပြင်းသုံးတက်လို့ရမယ်ဟိုဒေါ်ဆန်းစုကြည် တမရဖြစ်ဖို့မဖြစ်ဖို့ဆိုတာတစ်ချက်ကဲနောက်ပြီးတော့ဒေါန်ဆန်းစုကြည်မဖြစ်ရင်ဘယ်သူ့ကိုတင်မလဲဆိုတာပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကြကြပြက်ပြက်ကျွန်တော်တို့မီဒီယာတွေကဆွေးနွေးတယ်ဒါပေမဲ့ NL အတွင်းထဲမှာဟိုဒီလွှတ်တော်အတိုင်းဝိုင်းမှာရောအဲ့လောက်ကြီးကြီးနာမည်မထွက်ဘူးဟိုဘသူတွေကိုတင်မယ်ဘသူတွေကိုဖြစ်ဘသူတွေကိုလုပ်မယ်ပေါ့နော်ဒါမျိုးတွေလည်းနာမည်ထွက်မလာဘူးဆိုတော့တစ်ဖက်မှာဒီ NL ဘက်အတိုင်းဝိုင်းဘက်ကပြောတာကလည်းသူတို့ကအခုချိန်ထိဒေါန်ဆန်းစုကြည်တမရဖြစ်ဖို့ပဲ သူကမျောလင့်နေကြတယ်ပေါ့နော်ဒီကြားထဲမှာလည်းဥသိန်းစိန်နဲ့ဒီတောင်ဆန်းစုကြည်ဟလာဘုကျုံမင်းအောင်လိုင်းတို့ကြားထဲမှာဆက်သွယ်ရေး channel တွေသူတို့ဖွင့်ထားပြီးသားအဲ့တော့ဒီဆက်သွယ်ရေး channel တွေမှာဟိုကျွန်တော်ထင်ပါတယ်ဟိုသူတို့ဆွေးနွေးတာတွေရှိနေလိမ့်မယ်လို့ထင်တာပဲဟိုမျောလင့်ရတာပေါ့လေအဲ့တော့ဟိုလက်ရှိအနေအထားမှာတော့တောင်ဆန်းစုကြည်တမရဖြစ်ဖို့အလားလာဟိုအားလုံးကပို့ပြီးတော့မျောလင့်နေကြတာပေါ့နော် constitution ရဲ့အသားအလာပဲလေပဲဒီအထူးသဖြင့် အဲတက်မတော်ကောင်းဆောင်ဘူဂျုံမူကြီးမင်းအောင်လိုင်းနဲ့ဆွေးနွေးတဲ့နေရာမှာဘလောက်ထိအဆင်ပြေလဲမို့ပါမူတည်ပြီးတော့သမ္မတဖြစ်ရင်ဖြစ်ရဖြစ်လာနိုင်လိမ့်မယ်လို့ထင်တယ်နော်။ဒါပေမဲ့ကျွန်တော်ထင်တယ်ရှေ့လာမဲ့ဒေါန်ဆန်းစုကြည်သမ္မတဖြစ်စီဖြစ်စီမဖြစ်စီဖြစ်စီသူကတော့ woman in charge ပေါ့လေ။တကယ်အဓိကတနိုင်ငံလုံးနဲ့အစိုးရကိုအုပ်ချုပ်မဲ့အမျိုးသမီးဖြစ်မှာ哦။ဆိုတဲ့အခါကျတော့ရှေ့လာမဲ့သူ့ရဲ့အဲ အစိုးရကတော့စိန်ခေါ်မှုတွေအများကြီးဖြစ်လိမ့်မယ်ထင်တယ်အခုလက်ရှိအနေအထားမှာကိုမြင်နေရတာဗာမြင်နေရတယ်ဆိုတော့ဒေါက်ဆန်းစုကြည်အနေနဲ့က NLE အစိုးရသူလုံနေတာမဟုတ်ဘူးသူလုံနေတဲ့ပုံစံဒီဟိုအားလုံးပါတယ်ပေါ့နော်အားလုံးပါတယ်သူပြောပုံဆိုပုံသူ့ရဲ့ဟိုပါပေါ့ဟိုဟိုစကားတွေကိုကြည့်လိုက်လို့ရှိရင် तू ဟာညွမောင်းအစိုးရပုံစံမျိုး तू ဖော်ထုတ်ဖို့ तू လုံနေတယ်ဆိုတာမြင်ထင်တာမြင်တာတွေ့နေရတာပေါ့အဲ့ဒါလည်း तू ကိုယ်တိုင်ပြောထားတာပေါ့ဒါပေမဲ့ကျွန်တော်စဉ်းစားကြည့်တာအများကြီးတော့ညွမောင်းလုပ်တဲ့နေရာမှာပေါ့နော် အဲရခင်အစိုးရကလူတွေကိုလည်းအများကြီးတော့ထည့်လို့ရလိမ့်မယ်မထင်ဘူး percentage နည်းနည်းပဲထည့်လို့ရမှာတယ်ဘာဖြစ်လို့အတိအကျပြည်သူကသူ့ကို mandate ပေါ့နော်လုပ်ပိုင်ခွင့်ပေးတာပေါ့နော်အဲ့ဒါလည်းဟိုစဉ်းစားကြရပေါ့တကယ်လို့သူညမောင်းကိုရန်အားတန်သွားလို့ရှင်လို့ရှင်ပြည်သူတွေဘက်ကသူ့ကိုပေးလိုက်တဲ့မဲတွေမှာပြည်သူရဲ့စိတ်စိတ်ကွက်စရာဖြစ်လာမှာပေါ့နော်အဲ့တော့ဟို2016မှာတော့သူ့အစိုးရအနေနဲ့စိန်ခေါ်မှုကတော့ ော်တော်ကြီးကိုများပါတယ်သူ အစိုးရရန်နေရာသာပြောင်းသွားပြီမဲ့ဒီဒီအစိုးရအုပ်ချုပ်ရေးခေါင်းဆောင်တွေသာပြောင်းသွားပြီမဲ့ဒီရန်နေရာကြီးရောလိုက်လည်ပါမလားပေါ့နော်ဆိုတော့ဟိုအပြည်သူတွေမျောလင်းထားတဲ့လောက်ကောအခွင့်အရေးရဟိုဟိုပေါ့ဟိုချောမွေးပါမလားပေါ့နော်ဒီအုပ်ချုပ်ရေးဆိုင်ရာဒီမှာချောဒါရီလည်းမိကုန်းထုတ်စရာတွေပါပဲကျွန်တော်မြင်တာတော့ဒီလက်ရှိဥသိမ်းစင်အစိုးရဘလောက်ထိသူတို့အတွက်အခက်အခဲတွေအာတနည်းအားဖြင့် landmine ပေါ့လေ အဲနိုင်ငံရေးရမြေမြို့မိုင်းနေမြန်ထားခဲ့မလားဆိုတော့ဒူရီကစိုးရိမ်နေတာ哦အဲ့လားတွေကအတ္တကသူ့အတွက်အတားစီတွေဖြစ်ကောင်းဖြစ်လာနိုင်တော့ဗောမကျော်စုမို့ဟုတ်ကဲ့ဒုတိယအနေနဲ့ကျွန်တော်မြန်မာနိုင်ငံမှာအရေးကြီးဆုံးကတော့စီးပွားရေးရကိစ္စပေါ့နော်ပြည်သူတွေကဆင်းရဲမွေးတေမှုကြပါနေခဲ့ရနှစ်ပေါင်းမနေတော့ဆိုတော့2016ခုနှစ်မှာ哦ဘယ်လိုမျိုးစီးပွားရေးအလားအလာတွေမြင်ရလဲ2016မှာအခုဒီအစိုးရအသင်းနေနဲ့က တို့ကဒီဒီပြီးခဲ့တဲ့အစိုးရဟောင်းရဲ့ဒီကောင်းမွန်ရောဆုံးမွန်ရောနှစ်ခုလုံးတို့ခံရပါလိမ့်မယ်အဲအဓိကအချက်ပေါ့နော်အဲ့ဒါကပါလဲဆိုတော့အထူးစည်းဝါးရေးစမှုစုံလုံးဟာမျိုးတွေတို့အဲ့ဒီအထူးစည်းဝါးရေးစမှုစုံလုံးနေရာမျိုးတွေမှာမပြီးသက်သေးတဲ့မပြီးပြတ်သေးတဲ့ကိစ္စတွေကိုတို့ဆက်ပြီးတော့ဒါအမွေခံရပါလိမ့်မယ်အဲ့ဒီထဲမှာရှိတဲ့အစင့်စင့် data တွေ detail data တွေအဲ့ဒီအသေးစိတ်အချက်လက်တွေကိုတို့ဒါတွေကိုတည်တည်ချာချာနေနဲ့ဟိုအစိုးရဟောင်းစီကနေပြီးတော့ဟိုလက်ခံမှသာလင်ဒါတွေကဟို တို့ဖြည့်ရှင်းဖို့အတွက်ကိုလွယ်ကူပါလိမ့်မယ်နောက်တစ်ခုကခုနကပြောတဲ့ chronicism ပုံစံမျိုးပေါ့နော်ဒါ chronicism ကဒီခုနကပြီးခဲ့တဲ့အစိုးရလက်ထက်မှာတိတ်အင်အားကောင်းခဲ့တဲ့အနေအထားဖြစ်ခဲ့တယ်ဆိုတော့အခုလက်ရှိ လာမဲ့အစိုးရလက်ထက်မှာကောဒီဟာကိုဘယ်လိုကင်တွယ်မလဲဆိုတာကအခုဒီ NLD အစိုးရအတွက်ကအင်မတန်ကိုဒါစိန်ခေါ်မှုအရန်အကြီးဆုံးစိန်ခေါ်မှုကြီးတစ်ခုဖြစ်နေတယ်လို့လည်းပြောလို့ရတယ်သူတို့အဓိက NLD အစိုးရမှာပေါ့နော်သူတို့အဓိကသူတို့ရဲ့ manifesto ထဲမှာအဓိကဒီ link ပြောထားတာလဲဒါမဲ့သူတို့ရဲ့အစိုးရကိုဒီ agriculture မှုကင်းတဲ့အစိုးရဖြစ်ဖို့အကျိုးစားမှာ哦ဒါမဲ့အောက်ခြေအထိကိုပဲကျွန်တော်တို့နိုင်ငံမှာ agriculture မှုတွေရှိနေအဲ့ဒါတွေကြတော့ဘလောက်ထိရှေ့လာမယ်အစိုးရမှာပြဿနာတက်တယ်ဘာဖြစ်လို့ဆိုတော့ ဒီခုနကပြောတဲ့ chrony တွေရှိတယ်ပြီးတော့ temporal ပိုင်းနဲ့ company တွေလည်းရှိတယ်ဟုတ်တယ်ဟုတ်တယ်စီးပွားရေးလုပ်ငန်းတွေရှိတယ်အဲ့ဒီအခုနောက်ပြောတဲ့ temporal ပိုင်းနဲ့လုပ်ငန်းတွေရှိတယ်ခုနအောက်ခြေအဆင့်ထိဆိုတဲ့ဟာကဟိုအများကြီးနှစ်ဆက်ဆက်ခစ်ဆက်ဆက်ကဝန်ထမ်းတွေကဒီပုံမှာတကယ်ကိုပဲဟိုလိုက်ဟိုဟိုတွားခဲ့တဲ့ဟာတွေကအရင်များခဲ့ပြီးဒီပုံစံအတိုင်းကျင်းသားရနေကြပြီဖြစ်တဲ့အတွက်ကြောင့်ဒီဒေါက်ဆန်စုကြည်ဦးဆောင်တဲ့အစိုးရတက်လာတဲ့ခေတ်မှာဒီဟာဒီအကြီးမားဆုံးပြဿနာဖြစ်ပါလိမ့်မယ် ဒီလက်စားမှုဆိုတာကတော်ရုံဒီပြီးခဲ့တဲ့9နှစ်အစိုးရလက်ထက်မှာတော့ဘလောက်ပဲသူတို့တွေကော်မတီဖွဲ့ပြီးလုပ်ခဲ့ပေးမယ်လေကြီးမားတဲ့ဟိုဒီခုနကအောင်မြင်မှုဆိုတာမျိုးကိုတိတ်မတွေ့ခဲ့ရပါဘူးဆိုတော့ဒီစီးပွားရေးဘိုင်းမှာဒီအမ်ဒီ corruption ပေါ့နော်လက်ပေးလက်ယူမှုကိုကောင်းကောင်းမဖြေရှင်းနိုင်လို့ရှိရင်ဒီတက်ပိုကြီးတဲ့ဟာမျိုးကိုဖြေရှင်းဖို့တို့ရန်ခတ်သွားပါလိမ့်မယ်နောက်တစ်ခုကဒီမြန်မာနိုင်ငံကတကယ်တော့တကယ်ကိုအလားအလာကောင်းရှိတဲ့အရှိတောင်အရှိတောင်နိုင်ငံတစ်ခုပေါ့နော်ဒါပေမဲ့အရေးကြီးဆုံးတစ်ခုက policy တွေစီးပွားရေးရ policy တွေကရှင်းရှင်းလင်းလင်းမရှိတဲ့အတွက်ကြောင့်မလို့နောက်ပြီးတော့စီးပွားရေးရပတ်ဝန်းကျင်ပေါ့ဗျာကောင်းကောင်းမရှိတဲ့အတွက်နိုင်ငံခြားချင်းနှိမ့်နေမှုတွေဝင်မလာသေးဘူးဆိုတော့အဲ့အရာတွေကိုကြတော့ရှေ့အစိုးရဘလောက်တိနေမယ်ဆိုတာလုပ်နိုင်မယ်လို့ အဲ့ဒါလူတိုင်းကစီးပွားရေးလုပ်ငန်းရှင်တွေအားလုံးကမေးခွန်းထုတ်နေတဲ့ကိစ္စပါသူတို့အဓိကလိုချင်တာကကုန်သွယ်ရေးမူဝါဒကောင်းကောင်းနေသူတို့လိုချင်ကြတယ် trade policy ကောင်းကောင်းလိုချင်တယ်နောက်ပြီးတော့ဒီအစိုးရလက်ထက်အထဲမှာမှကိုယ့်ရဲ့ထုတ်ကုန်တွေဘယ်လောက်ကြည့်အောင်မလုံနိုင်မလဲဆိုတဲ့ဟာတွေကိုစီးပွားရေးလုပ်ငန်းရှင်တွေကမျှော်လင့်တယ်စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကလုတ်တာကင်တာရှိအောင်လဲအစိုးရဘက်ကဖွင့်ပေးဖို့လိုသလိုအစိုးရလုံနေတဲ့ပိုင်းကိုလည်းစီးပွားရေးလုပ်ငန်းရှင်တွေဘက်ကနေပြီးတော့ပံ့ပိုးကူညီပေးတဲ့ဟာတွေလည်းလိုအပ်တယ်အခုဆိုရင် ASEAN Free Trade Area လို့ဟာမျိုး ASEAN Community Economic Community ကစပြီးဒီအချိန်မှာ အစိုးရအစ်စ်ကဘာတွေလုပ်ရမလဲဆိုတာရယ်စင်ကုန်မှုကအရန်ကြီးပါတယ်အဲ့ဒါကအစိုးရအစ်စ်ဖြစ်လာတဲ့အချိန်ကြလို့ရှင်မူဝါဒကောင်းကောင်းကိုချမှတ်ဖို့ကတော့အဓိကအရေးကြီးပါတယ်ရှင်ဆက်ကိုလဲဝိမန်ဒီပြီးခဲ့တဲ့9နှစ်မှာလည်းလက်ရှိကင်မရာဥသိမ်းရေးအစိုးရနေပြီးတော့ပြည်ထောင်ငင်းရရဖို့အကျစ်ခက်ရယ်ဆဲမှုကိုလုပ်ခဲ့တာရှိတယ်ဒါပေမဲ့အထင်သလောက်အကောင့်တဲ့ပုံစံရမရှိဘူးအဲပြီးခဲ့ရယ်ဆဲမှုမှာလည်းအားနည်းမှုတွေတွေ့ရတယ်ဆိုတော့လာမယ့်အစိုးရအောက်မှာရော2016 on sensitivity ဖွဲ့စည်းနေဆိုအောင်ပါဘလို့လားလာနေနေလဲပိုကောင်းလာနေလားအဒီတိုင်းပဲသွားနိုင်လားအဲ့ဒီဟာကျွန်တော်ဒီမှာနိုင်ငံအတွက်အဆုံးဖြတ်ပေးမယ်တကယ်ကိစ္စကြီးဖြစ်ဖြစ် UNSC ဒီကောင်းဆောင်တိုင်းနာကောင်းဆောင်နေတော့စကားပြောဖြစ်တယ်အဲ့ဒီဟာတို့ရဲ့မျော်လင့်ချက်တွေပေါ့ကော်မတီတစ်ခုကိုတို့ဖွဲ့ထားပြီဖွဲ့ထားဆိုတာဒီလာမယ့်အစိုးရတစ်ဒီ NLD အစိုးရနဲ့တွေ့ဖို့ပေါ့နော်သူတို့ကပါပြောလဲဆိုတော့ဒါသူတို့နဲ့ NLD နဲ့ UNSC က line ပါပဲဖြစ်တော့တူကြတယ်တဲ့ ဖဒရယ်အရေးအရာရောတိုင်းရင်သားအရေးအရာရောအဲဆိုရင်တော့တို့ကထင်တာအပေးယူတော့မျှမယ်ဒါတို့ရဲ့မျှော်လင့်ချက်ပဲနော်အဲဆိုရင်တို့ကအရန်ကိုတွေ့ချင်တယ်တကယ်ဥမာ NLD ကအစိုးရတိတ်ကဖြစ်လာပြီးအနာရလာပြီးတို့ကို ဖိတ်လို့ရှိရင်တို့ကလာဖို့တော့အဆင်သင့်ပဲတဲ့ဒါပေမဲ့ဒီနေရာမှာတိုင်းရင်သားနဲ့ NLD ပဲတိုင်းရင်သား အဖွဲ့အစည်းတွေနဲ့ပေါ့နော် NLD နဲ့တွေကိစ္စပြီးလို့မရဘူးပြီးရင်ရင်ရင်ကိစ္စနဲ့ပတ်သက်လာရင်တက်မတော်ကနံပါတ်၁လောက်ကိုအရေးကြီးတဲ့သဘောရှိတယ်အဲ့ဒါလည်းတို့ပြောပြရတာဒီကကဒီဒီကတက်မတော်ပေါ့နော်တက်မတော်ကတကယ်အရေးကြီးတဲ့အခန်းကဏ္ဍထဲမှာကစားနေတယ်တို့ကစိုးရိမ်နေတာတို့ဘာကိုစိုးရိမ်လဲဆိုတော့ဒီ NLD နဲ့ UNFC နဲ့စွန့်နေတဲ့အချိန်မှာတက်မတော်ကဟိုအောက်ချိန်မှာပြစ်ခတ်မှုတွေလုပ်မယ်ဆိုတာအပိုင်းကြတော့ဒါကတို့ကစိုးရိမ်တာဟို NLD ရဲ့အစိုးရရဲ့ image ကိုထိစေတယ် တကယ်လို့တမရောကဒီဆွေးနွေးနေတဲ့အချိန်မှာတမရောကဘာမှမလုပ်ပဲနဲ့ဟိုငြိမ်ငြိမ်လေးနဲ့ဘာမှပြစ်ခတ်မှုမရှိပဲနဲ့ဆိုရင်ဒီပွဲကပြီးရောမှာကျွန်တော်တို့က2016ဒီ match နောက်ပိုင်းပေါ့အစိုးရစစ်အောက်ကဒီဒီပြစ်ခတ်ရစေးကိစ္စတွေတိုင်းသားရဲ့ကိစ္စတွေကိုပြောမယ်ဆိုရင်လက်ရှိ consensus ကြီးနဲ့ တက်မတော်ရဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တို့ဆွေးနွေးမှုကအရေးကြီးမှာပေါ့အဓိကကြမှာပေါ့အဓိကကြတို့ဘလောက်ဒီအဆင်ပြေမလဲဆိုတာတက်ပြမှာပေါ့နော်အဓိကတက်မတော်ပဲနောက်တစ်ချက်အနေနဲ့က2016ဒီမက်စလာ30ရက်နောက်ပိုင်း NLD အစိုးရကနေယူပြီးရချင်ပါပထမဆုံးဒီပြစ်ခဲ့ရစေကိစ္စနဲ့ပတ်သက်လို့နောက်ပြီးညီညာနဲ့ပတ်သက်လို့ဘာလုပ်တင်တယ်လို့အဓိကကျွန်တော်တို့ဒီမီဒီယာထဲမှာပေါ့ကျွန်တော်တို့ဆွေးနွေးနေကြတာ MBC ကိစ္စပေါ့နော် MBC ကိုကျွန်တော်တို့က ဘာဖြစ်ဟိုတချို့ဟာပြောနေကြပါအင်းညမငင်းချင်းရေးဆန္ဒကမရှိသေးရောဘူးလို့တချို့ဟာတော့မဟို researcher အနေနဲ့ဟိုຢາລູອະປ້ອງເລບໍ່ຍາດຈຸລູຢູ່ແມ່ດຈຸລູກະບໍ່ຢູ່ດໍບູອဲ့ລະມືຫາເລປ ્યો ນີ້ຈາກວ່າດັ່ງແມ່ເຈນໍລູມຽນນາກະອະດິກະກະ MPC ລູເນາະອະຄູເລົ່າຫນີແດ່ MPC ຈາກເອສູຍາລູອະເປອປາຍໂຕເວຕຣູຢູ່ຫນີຈາກຕະແກ່ອເລລະທະມະທະມະຈາກແດ່ອພ້ອຍຊີບໍ່ຫມົກບູ အစိုးရ line ကိုပဲယူနေကြတော့တိုင်းနာက DMBC ဆိုတဲ့ဟာကိုတို့ကတိတ်ပြီးတော့မယုံဘူးတို့ကတိတ်ပြီးတော့သဘောမကျဘူးပေါ့ဗျာအဲ့ဆိုရင်တကယ်လို့ NLD ကအစိုးရအစ်စ်ထပ်ဖြစ်လာလို့ရှိရင်ဘာလုပ်ရင်ကောင်းမလဲဒါကကျွန်တော်အမြင်ပေါ့နော်ဟိုဟိုဖြက်စီးလိုက်တဲ့ပုံစံတော့မဟုတ်ဘူး Richard Fire နေနေပဲဟိုတချို့လူကိုယူယူမယ်နည်းနည်းတမတမကြတဲ့ယူယူမယ်ပြီးတော့လူအစ်စ်ယူသေးတယ်ဗျာတကယ်တိုင်းနာအရေးထဲမှာဥပမာဟိုနှစ်နှစ်ဆက်ဆက်နဲ့တည်တယ်နောက်ပြီးတော့တိုင်းနာထဲမှာ အဓိကဆိုတာလက်နဲ့ကင်အဖွဲ့စည်းထဲမှာဟိုတကယ်နှမ်းနှမ်းဆတ်ဆတ်နဲ့တီးပြီးတော့လှုပ်လာခဲ့တဲ့အဲ့ဒီပညာရှင်တွေအေးအရင်သားကောင်းဆောင်အေးပညာရှင်တွေယူပြီးတော့ဗာဖြစ်ဒီအစိုးရတင်းနဲ့ဒီငိမ့်ချရေးနဲ့ပတ်သက်ပြီးတော့ပူပေါင်းပြီးတော့လှုပ်သေးတယ်ဗျာနောက်ဆုံးအနေနဲ့ပေါ့လေအရေးအဲအကြီးဆုံးတစ်ခုလည်းပြောလို့ရတယ်ဒီ2017သမ္မတဥတင်းရေးဆိုတာတက်ပြီးနောက်ပိုင်းမှာကျွန်တော်တို့နိုင်ငံမှာဒီအဲလွှဲမှားတဲ့အမျိုးသားရေး ဝါဒပြန်လဲကောင်းထောင်လာတယ်လို့ပြောလို့ရတယ်ဒါကြောင့်မို့လို့ပါဇာယီပိဋိပိခါတွေအများကြီးတက်ခဲ့တယ်အိုးဝင်တွေအများကြီးပျက်စီးခဲ့တယ်တည်ကျင်မှုတွေအများကြီးရှိခဲ့တယ်ဆိုတော့အဲ့ဒီလိုမျိုးနောက်ပြီးတော့နိုင်ငံရေးရွေးကောက်ပွဲမတိုင်ကာလမှာလဲအဲ့ဒီဘာသာရေးဟလာကိစ္စကိုအတုံးချပြီးတော့မဲကြီးရဖို့အတွက်ကြိုးစားခဲ့တဲ့ပါတီတွေရှိခဲ့တယ်ဆိုတော့ကျွန်တော်တို့2016လို့မှာအဲ့ဒါကြီးထပ်ဖြစ်မယ်ဆိုရင်ကျွန်တော်နိုင်ငံဆက်ပြီးရုပ်ဆိုးနေမှာပဲဟုတ်2016ကိုကြိုပြောရမယ်ဆိုရင်2015အကြောင်းနည်းနည်းပြန်ပြောခြင်းတယ် ဒီအစွမ်းရောက်ဒီအဓိကမဘာသာပေါ့နော်ဒီဘုံကြီးတွေဖြစ်တဲ့ဒီဥပဒေသူတို့ဥပမောက်ခါတို့လို့ဒီဘာသာရေးဟိုတုံးချပြီးတော့ဒီနိုင်ငံရေးရလှမ်းမှုကိုစူးစမ်းတဲ့ဘုံကြီးရှိတယ်လို့ဒီအကျင့်တီလာသိခါနေပြေဆုံးတဲ့ဒီဒေဝိုးဆရာတော်ဥတုမင်္ဂလာလို့နောက်ပမောက်ချုပ်ဆရာတော်အရှင်ဒေါက်တာနာလာမာလာဘိဝန်တာလို့ဘုံကြီးတွေရှိတယ်နောက်ရွှေညောက်ဆရာတို့ရှိတာပေါ့နော်တို့တို့ကလည်းဒီဓမ္မနေထိုင်နေကြကြနဲ့ ပြည်သူလူထုကိုစီယုံဟောပြောနိုင်ရလို့ဒါဒီ2015ရွေးကောက်ပွဲအဆုံးဖြတ်ကပြည်သူတွေအနိုင်ရရလို့ပြောလို့ရတယ်။ဒါပေမဲ့ဥပဒေသူကြတော့ဒီကုလသမဂ္ဂတန်တမန် message ရန်ဟေလီကိုဖာတယ်မဆိုပြီးတော့တုံးတယ်။အဲဒီဥပမောကဆိုလို့ရှိရင်လည်းဒီယူရီးယားလေကျော်ကိစ္စမှာဒီဆက်ထွက်ပြီးတော့လူထွက်ပြီးတော့ဆက်တိုက်မယ်ဆိုပြီးတော့သူတို့ပြောတာရှိတယ်။ဒါပေမဲ့ဒီဘယ်တန်ခအဖွဲ့အစည်းဆိုရမှာအေးအေးယူခဲ့တာမျိုးမရှိဘူး။ဘာလို့လဲဆိုရင်သူတို့ကဒီဥပဒေသူနဲ့မဖတ်တာကို သုံးချပြီးတော့ဒီ2016ကမဲလို့ခြင်းလို့ပေါ့နော်အဲ့ဒါလို့ကျွန်တော်တို့သုံးသက်လို့ရတယ်သုံးသက်ချက်ပေါ့ဟုတ်မှ2016မှာကြာတော့ NLD ဒေါ်သစုကြီးနဲ့ NLD ဆိုတာနေဘာလို့တင်လဲဆိုတော့ဒီတရားဥပဒေစိုးမိုးရေးရှင်းအောင်လုပ်ရမယ်သူတို့ပထမဆုံးအချက်နေနဲ့ပြီးလို့ရှိရင်ဒီဘာသာရေးခေါင်းဆောင်တွေပေါ့နော်ဒီမွတ်စလင်ခေါင်းဆောင်တွေနဲ့ဒီရခိုင်ခေါင်းဆောင်တွေပေါ့နော်ဒီမျိုးချက်ခေါင်းဆောင်တွေကြမှာနှစ်ဖက်စလုံးဟိုပြည်မြတ်တာဆက်ဆံရမယ်အဲ့ပြည်မြတ်တာဆက်ဆံပြီးလို့ရှိရင်နှစ်ဖက်ကြားဒီအတူတော့ကပေါင်းစည်းနေနိုင်ရင်းနဲ့အတူတရားဥပဒေစိုးမိုးရေးရှိလာလို့ရှိရင်တော့ ဒီပြဿနာတွေကတစုံတရာပြည့်လည်လာမယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်တခြားဘယ်လို policy မျိုးတွေရှိရမယ်လို့တော့သုံးသပ်လို့ရတယ်ပညာရှင်တွေကပြောကြတယ်ကိုထိုင်နိုင်တော့ကျွန်တော်တို့ဥပမာကြည့်ရင်တော့ဒီအရှေ့လက်ပိုင်းနိုင်ငံတွေမှာဆိုရင်တော့ဒီအုပ်ချုပ်ရေးအစိုးရကဘာသာရေးကလှမ်းမှုကိုစူးစမ်းတဲ့ခါမှာမငြိမ်းချမ်းမှုတွေဖြစ်တယ်ပေါ့နော်အဲ့တော့နိုင်ငံတကာမှာလည်းဒီဖြစ်စဉ်တွေရှိပါတယ် ဒီအလုပ်ဒူတာလေးတွေပေါ့ဒီဘာသာမဒူတဲ့သူကြားထဲမှာအလုပ်လုပ်ငန်းတစ်ခုကိုတွဲပြီးတော့ဒူတို့ကပေါင်းစည်းပြီးလုပ်ခိုင်းတာမျိုးနောက်မဒူတာလေးခါပြီးဒူတာလေးတွဲလုပ်ခိုင်းတာမျိုးပေါ့ကျွန်တော်ဒါနိုင်ငံရေးမူဝါဒရှိလဲရှိတာပေါ့နော်အဲ့လိုမျိုးဖြည်းဖြည်းချင်းနှစ်ဖက်ကြားမှာအပြန်အလှန်ယုံကြည်မှုလေးစားမှုနဲ့အတူဆက်သွားမယ်ဆိုလို့ရှိရင်တော့ဒီနောက်ခုနပြောသူတရားဥပဒေစိုးမိုးမှုလည်းရှိမယ်ဆိုရင်တော့ဒီပြဿနာပေါ့နော်ဟိုပြေးပြေးလေးလေးနဲ့အဲပြီးသွားမယ်လို့ထင်တယ်ဒါပေမဲ့တခုရှိတာပေါ့နော်ဒီ ပြဿနာရှိနေတဲ့အတွက် NLD အစိုးရကိုဒီမကြိုက်တဲ့လူတွေဒီအစိုးမင်းဝါဒီကနေပြီးတော့ဒီပြဿနာလေးကိုအစာဆဲထုတ်ပြီးလို့ရှိရင်ဘာသာရေးလူမျိုးရေးမတည်ငြိမ်ဖြစ်အောင်လုပ်မှာလေကျွန်တော်တို့ပြည်သူတွေနေနဲ့ဆိုးရင်ရပါတယ်ခင်ဗျာအုတ်ထုတ်မဲ့ကောင်းဆောင်နေရလဲဘလောက်ထိသဘောထားအဒီတဲ့သဘောထားပျော့ပြောင်းလဲဆိုတာအရေးကြီးရတယ်နဲ့ဘူဂျောင်ဆန်းခင်မှာဆိုတဲ့ဟိုကဘူဂျောင်ဆန်းတို့နဲ့အတူအဒီအသက်ပေးခဲ့ရတဲ့ ဒါကလည်းကောင်းဆောင်ဒီတော့ဥပါချိုဆိုရင်ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်လုပ်ဖို့ဆိုပြီးဘုရားအောင်ဆန်းကိုပြောခဲ့တာရှိတယ်ဆိုတော့အဲ့ဒီမှာဆိုလည်းဘုရားအောင်ဆန်းကတော့ဒါမျိုးကိုဘယ်တော့မှထပ်ပြီးတော့မပြောဘူးအဲ့ဒီဒီတော့ဥပါချိုပြောခဲ့တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံဘာသာပေါင်းစုံလူမျိုးပေါင်းစုံနေထိုင်တဲ့နိုင်ငံဖြစ်ဖို့အငြင်းရဲနေထိုင်နိုင်ငံမျိုးတွေပြောခဲ့တာဆိုတော့အဲ့လိုကောင်းဆောင်မျိုးဖြစ်တည်ရှိနေမယ်ဆိုရင်တော့ကျွန်တော်မြန်မာနိုင်ငံကတော့အာခုနလိုရုပ်ဆိုးတဲ့မြို့သားရေးဝါဒီတွေတော့တိတ်တော့ကောင်းထောင်လိုက်မယ်လို့ ညော်လို့ရဘူးเนาะကျွန်တော်2016ခုနှစ်ကိုမျှော်ကြည့်မယ်ဆိုရင်တော့ကျွန်တော်မြန်မာတိုင်းငံလုံးနဲ့ပြည်သူပြည်သားတွေအတွက်စိန်ခေါ်မှုတွေအများကြီးရှိနေသလိုပဲရင်ခုန်စိတ်လှုပ်ရှားစရာ နိုင်ငံရေးစီးပွားရေးရဖွံ့ဖြိုးတိုးတက်မှုတွေဖြစ်လာနိုင်စရာတွေကိုလည်းကျွန်တော်တို့တွေ့မြင်နေရပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်